Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Face File အားလုံးချောင်းကြော်လေးစားချင်တာနဲ့အိမ်မှာပဲကိုယ်တိုင်ကြော်စားချင်ရင်လည်းဖြိုအားပြုလုပ်နည်းလေးကိုဗီဒီယိုလေးတစ်ခါတည်းရိုက်ပြီးတော့တင်ပေးလိုက်ပါတယ်နောက်တစ်ခုကအားလုံးချောင်းပုံလေးကအရင်မလှပေးမယ်ဆိုင်မှာဝယ်စားတဲ့ Face File တွေတိုင်းပဲအတွင်သားနူးနူးဒီကုန်ချွတ်ချွတ်လေးနဲ့အရင်စားကောင်းပါတယ် ာလူချောင်းကြောက်ရံတွေဖြိုးကအာလူသုံးလုံးကိုသုံးထားပါတယ်ရှင်။အေးဦးဆုံးအခုနွားထားပြီးသားအာလူကိုအခုလိုမျိုးလေးပေါ့နော်။မထုံပွားနေထားလေးတွေလီပြီးတော့အချောင်းချောင်းပုံစံလေးတွေပြန်မိထားပေးလိုက်ပါတယ်။ဒီလိုမျိုးလေးပေါ့နော်။သူရဲ့ site ကိုကြတော့ဖြိုးက face fight နေထား site လောက်ပဲလီထားပေးလိုက်ပါတယ်ရှင်။ ဖြိုလဲလုံးဝဒီ site က face fight တိုက်ပေါ့နော်ကြော်စားဖြစ်တာတော့ဒါပထမဆုံးတစ်ခေါက်ဖြစ်ပါတယ်ဒါကတော့လောက်စားကြည့်တာပေါ့နော်သူရဲ့အာလို့ချောင်းပုံလေးကအရန်မလှပေမဲ့အရသာကတော့လုံးဝ site ကတိုက်ပဲအရန်စားကောင်းပါတယ်ရှင်သူရဲ့သားလေးကဆိုလို့ရှိရင်ပေါ့နော်အတွင်သားနုနုအပြင်ခွန်ကျွတ်ကျုပ်ကလေးနဲ့ပေါ့နော်နောက်တစ်ခုကအာလို့ရဲ့သဘာဝအရသာတိုက်ရတယ်ပေါ့နော်အရန်စားကောင်းပါတယ်ကဲဖြိုတို့သူ့ကိုအချောင်းချောင်းလေးတွေလှိပြီးပြီဆိုလို့ရှိရင်တော့ရေနဲ့နှရေသုံးရေလောက်ဆေးချထားပေးလိုက်ပါမယ်နော် ဖြစ်လို့အာလူကိုတစ်ဖက်မှာရေစင်းနေနေပေါ့နော်တစ်ဖက်မှာရေနွေးကိုပပွက်ဆူအောင်တည်ထားပေးရမှာဖြစ်ပါတယ်အာလူကို၃ရက်လောက်ဆေးပြီးတာနဲ့ပပွဲဆူတဲ့ရေနွေးဥထဲကိုဖြိုးသွားစားလေးနှဲငယ်ထည့်တယ်။ပြီးတော့ရေစေးထားတဲ့အာလူချောင်းလေးတွေကိုထည့်ပြီးတာနဲ့နည်းနည်းလေးနှတ်သွားအောင်ပေါ့နော်။မွေထားပေးလိုက်ပါတယ်။ခဏလောက်မွေပြီးတာနဲ့သူ့ကိုဖြိုးသွားအဖုံးလေးအုပ်ပြီးတော့၃မိနစ်လောက်ဖြုတ်ထားပေးလိုက်ပါတယ်။ ဖြိုးပြုတ်သွားပြလိုက်တာ3မိနစ်လောက်ရပြီဆိုတာနဲ့ဖြိုးကဆဲထုတ်ပြီးတော့ရေအေးလေးနဲ့စိမ်းထားပြလိုက်ပါတယ်။ပြရတဲ့သူ့ကိုတရေနှစ်ရေလောက်ပေါ့နော်ရေအေးလေးနဲ့စေးထားပြလိုက်ပါတယ်ရှင်။ဒီအလေးနဲ့တေချာလေးပေါ့နော်တရေနေလောက်စေပြီးတာနဲ့သူ့ကိုဒီသစ်ရှူပေါ့တင်းပေါ့နော်ရေစစ်ပေးထားလိုက်ပါတယ်အပေါ်မှာလည်းခုလိုမျိုးလေးပေါ့နော်သစ်ရှူလေးနဲ့ခပ်ပွားလေးပေါ့နော်တုတ်ထားပေးလိုက်ပါတယ်ရှင် အာလူချောင်းလေးကရေချောက်သွားပြီဆိုတာနဲ့ဖြိုးကခွက်တလုံးထဲကိုထည့်ပြီးတော့ပြောင်းခေါ်မဟုတ်နည်းနည်းချင်းစီကိုထည့်ပြီးတော့ခုလိုမျိုးလေးအာလူချောင်းလေးနဲ့တမတော်အောင်ပေါ့နော်လူလာပေးလိုက်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဖြိုးထည့်သွားလိုက်တာထမင်းစားဆုံးနဲ့သုံးဆုံးစားလို့ရှိပါတယ်ပြောင်းခေါ်မော့ကိုနည်းနည်းချစ်စီထည့်ပြီးတော့အာလူချောင်းနဲ့လုံးဝသမတော်အောင်ပေါ့နော်ဖြိုးလူထားပေးလိုက်မယ် ဖြိုးလူသွားလိုက်တာအားလုံးတမတော်ပြီဆိုလို့ရှိရင်တော့သူ့ကိုပကံသလုံးတဲကိုကြောင်းထက်ပေးလိုက်မယ်။ဘီးရနဲ့အပေါ်ကပလတ်စတစ်လေးနဲ့အုပ်ပြီးတော့ပေါ့နော်။သူ့ကိုဒီကိတ္တာအခဲခဲထဲမှာဖြိုးအား73နိုင်လောက်ခဲခတ်ထားလိုက်တယ်ပေါ့နော်။ပြောရမယ်ဆိုလို့ရှိရင်တော့တရက်ချိုပြီးတော့သူ့ကိုလုံးဝခဲသွားတဲ့အထိအခက်ခံထားလိုက်ပါတယ်။ ဒီနေရာမှာအချိန်မရှိရင်နှစ်နာရီသုံးနာရီလောက်အခက်ခံပြီးတော့ပေါ့နော်ဖြူတို့ကြော်စားမယ်ဆိုလည်းရပါတယ်ရှင်။ကက်ဒီနီဟာဆိုလို့ရှိရင်တော့လုံးဝသူရေခဲဖြစ်နေပြီပေါ့နော်လုံးဝခဲနေပါပြီ။ဒီအာလူချောင်းလေးတွေကအရန်ခဲနေတာနဲ့ဖြူဝါခနာလောက်စောင့်ပေးလိုက်တယ်ပေါ့နော်။တစ်ခုနဲ့တစ်ခုခုလိုမျိုးလေးခွဲယူလို့ရအောင်ပေါ့နော်။နည်းနည်းလေးပြောလာပြီဆိုတော့နဲ့ဖြူဝါတစ်ခုနဲ့တစ်ခုခွဲထားပေးလိုက်ပါတယ်ရှင်။ ဖြိုတော့တစ်ခုနဲ့တစ်ခုခွဲပေးတာနဲ့ဖြိုကသူ့ကိုနောက်ထပ်ပြောင်းကောက်မော်လီနဲ့ပေါ့နော်တစုံလောက်ထည့်ပြီးတော့နည်းနည်းလေးလူပေးလိုက်ပါတယ်။ဘာလို့ပြောင်းကောက်မော်လီနဲ့ပြန်လို့ရလဲဆိုတော့သူကပြောင်းကောက်မော်ကရေလေးပျော်သွားတော့ပေါ့နော်ဒီအာလူချောင်းနဲ့မကက်ပဲနဲ့ရေပျော်သွားတော့ဖြိုကနောက်ထပ်ပြောင်းကောက်မော်နဲ့ငယ်ကိုထည့်ပြီးတော့ပေါ့နော်လူဟာပေးလိုက်တယ်။ပြောင်းကောက်မော်လီနဲ့လူပြီးတာနဲ့အခုလိုမျိုးလေးစီဝူထဲမှာထည့်ပြီးတော့ကြော်ထားပေးလိုက်ပါတယ်။ပြောင်းကောက်မော်နဲ့လူရကြတော့ဖြိုဗီဒီယိုမရလိုက်ဖြစ်ဘူးပေါ့နော်။ဖြိုတော့အေးခဏနဲ့ဒီအာလူချောင်းလေးတွေကိုတစ်ခုနဲ့တစ်ခုခွာထုံးမယ်။ခွာထုံး ်ပြီးလို့ရှိရင်တော့ပျောက်ကွက်မှုလေးတမိစာစုံနဲ့တဆွန်းစာလောက်ကိုတမတော်အောင်ပေါ့နော်ထည့်ပြီးလို့ရှိရင်လုံးဝတမတော်ပြီးဆုံးမှာခုလိုမျိုးလေးတစ်ခုချင်းစီကိုထည့်ပြီးတော့စီပူပူထဲမှာထည့်ကျော်ပေးရမှာဖြစ်ပါတယ်ရှင်ပျောက်ကွက်မှုလေးထည့်ထားတော့သူကတစ်ခုနဲ့တစ်ခုလည်းအရင်မကတ်တော့ဘူးပေါ့နော်ကပီးရင်တော့သူ့ကိုဖြူတို့လုံအောင်ရှိအောင်ရလေးတန်းလာတဲ့ထိပေါ့နော်ကြော်သွားပေးလိုက်ပါမယ်ရှင်ဖြူလဲဒါလိုက်ပေါ်မှာတစ်ဆင့်ကြည့်ပြီးတော့လောက်စာဖြစ်တာပေါ့နော် ူဟာနည်းနည်းလေးအချိန်ပေးရတဲ့ဆိုပေမဲ့စာလို့တော့အရင်ကောင်းပါတယ်။ဒီနေရာမှာအလိုမျိုးပေါ့နော်ရေကလေးတက်မှမနှက်ချင်ဘူးဆိုလို့ရှိရင်လည်းဒီတိုင်းရောက်ကုန်မလို့နဲ့လူပြီးပေါ့နော်ထက်ကြောက်မယ်ဆိုလည်းရပါတယ်ရှင်။ကဲဖြိုးရရဲ့အလိုချောင်းလေးတွေကအယောင်လေးရင့်လာပြီဆိုလို့ရှိရင်တော့သူ့ကိုဆဲထုတ်ပြီးလို့ရှိရင်စာလေးနဲ့ငယ်ဖြူလိုက်မယ်ပြီးရင်တော့သမတော်အောင်ဖြိုးတို့ခုလိုမျိုးလေးပကံလေးကိုသုံးထုတ်ပြီးလို့ရှိရင်တော့ရပါပြီရှင်ဒီနေရာမှာစာမဟုတ်ပဲတခြားကိုတိုက်နှက်တတ်တဲ့အမှုတွေနဲ့ပေါ့နော်ထက်လူစားမယ်ဆိုလည်းရပါတယ်ရှင် ဲခုဆိုလို့ရှိရင်တော့အရင်စားကောင်းပြီးတော့လုံနီလေးရတယ်နည်းနည်းလေးခတ်တယ်ရှိုးတို့ရဲ့အာလူချောင်းကြော်လေးရတော့စားဖို့စိတ်သက်ဖြစ်နေပါပြီရှင်သူကလုံနီလေးရတော့အရင်တော့မခတ်ဘူးပေါ့နော်အချိန်ပဲနည်းနည်းလေးပေးရတာဖြစ်ပါတယ်ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်ဒါဆိုဖြိုးနေဖို့တဲ့ဒီမှာပြန်ဆိုကြမယ်နော်အားလုံးပဲဘိုင်ဘိုင်